အသက်40ကျော်နေထိတ်တန်းအဆင့်မှာရက်တင်နိုင်အောင်လူတိုင်းမစားနိုင်တဲ့ဒီအစားအစာကိုအမြဲစားရတဲ့တို့ပရိသတ်များလုံးမဲ့မိလာများရွှေရောအိုင်ဘက်ကိုရှိကအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင်စေကြီးခရစ်စီယာရတို့ပါသူရမ်းကြားရတဲ့ဟင်တူဟန်ဝဲတွေရှိပါတယ်တချို့ဘောလုံးပရိသတ်တွေဆိုရင်ဒါကိုကြားတော်ကြားဖို့လိမ့်မှာမဟုတ်ပါဘူးဒင်းဝဲကိုအမြဲတမ်းစားနိုင်ဖို့ဆိုတာရမ်းကိုခင်းရင်းပြီးရတို့ကတော့သူ့ကိုယ်သူကြန့်ခိုင်နေအောင်စားတော့တာဖြစ်ပါတယ် ရဲမထွေးမန်ချစ်စတာယူနိုက်တက်နဲ့ပေါ်တူဂီလေဝေးစင်ကလဝင်ဖြစ်သူရနယ်ဒိုအားမကြသေးခင်ကမှအသက်၄၀ပြေးထားတဲ့သူဖြစ်ပါတယ်။သူကပေါ်တူဂီလေဝေးစင်နဲ့အတူ၂၀၂၆ကမ္ဘာပလောင်မှာပါဝင်ရှင်ပြိုင်ကစားဖို့အတွက်စိတ်အားထက်သန်နေတာပါ။ ရနေဒိုဟာ2002ခုနှစ်အသက်16နှစ်ဝင်းကျင်မှာစပေါ်တင်လစ်ဘောတင်းတဲ့လူကစားမဘွားစတင်ခဲ့သူဖြစ်ပြီးအခုဆိုရင်သူ့ရဲ့ဂျေးစားကစားမဘွားတက်တန်းက22နှစ်ရှိနေပြီဖြစ်ပါတယ်။ဘောသမားတွေထဲမှာနှစ်ပေါင်း20ကျော်ကြောင်ထိတ်တန်းအဆင့်မှာကစားနိုင်မှုဆိုတာကဖြစ်နိုင်ခြင်းနဲ့ပါတယ်။ရနေဒင်ဟိုဒိုဂျီဇီဒန်ဟော်နရီဒီကစားသမားတွေဟာကမ္ဘာဘောလုံးလောကရဲ့ကနေဝင်လေးဖြစ်ပေမဲ့သူတို့ရဲ့ prime time က10နှစ်ထက်မပိုပါဘူး။ဒါကိုကြည့်ချင်းအပြင်သိနိုင်မှာပါ။ဒါဆိုရင်ရနေဒိုဟာခန္ဓာကိုယ်ကြံ့ခိုင်မှုထိန်းနိုင်အောင်ဘယ်လိုလုပ်လဲ။ ရဲတော့တခြားမပလုံးမပါတဲ့ protein မြင်ပါတဲ့အစားအစာတွေကိုသာစားတောက်လင်းရှိသူဖြစ်ပါတယ်။သူကနေ့စဉ်ပြေးဝါစီမပါတဲ့အစားအစာကိုစားတယ်လို့ဂျုံတက်ကာဘိုဟိုက်ဒရိတ်ဖြစ်စေတဲ့အရာအသီးအနှံတွေကိုသာစားတောက်တာပါ။အရက်ကိုလုံးဝမတောက်တာမဟုတ်ပေမဲ့တောက်တဲ့အခါကျရင်အဆောက်ရောသာတောက်လင်းရှိသူဖြစ်ပါတယ်။စားတောက်ဆိုင်ထိုင်ရင်လည်းအမဲသားဆက်လက်ပဲမှာပါတယ်။ဒီထဲမှာသူအမြဲစားတဲ့အရာကတော့ပေါ်တူဂီအစားအစာဖြစ်တဲ့ ဘာကေဟာအင်ဘရာလို့ခေါ်တဲ့အရာဖြစ်ပြီးစားချက်တုံအားလုံးနဲ့ကျဲဥတာပါတာပါဒါကလောရတာလဲလွယ်တယ်လို့စားရတာလဲခက်ပါရင်ဒါကနေတိုင်းစားတာဖြစ်ပါရင်ဘောသမားတွေတော်တော်များများဟာပွဲတွေကစားပြီဆိုရင်ဘားသွားကလတ်တဲ့ရုပ်ရှင်ကြီးခီးထွက်တဲ့အချင်းကုံဆုံးတက်ပါရင်ရဲတို့ကတော့အဲ့လိုမဟုတ်ပါဘူးပွဲတွေကံပြီးရေသွားကူတက်ပါရင်ရေကူးတဲ့ဆိုတာခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြွက်သားတွေကိုအသုံးပြုပြီးပြုလို့ရတဲ့အားကစားနေပါပဲရေကူးခြင်းအပြင်လက်မောင်းနဲ့ခြေထောက်ကြွက်သားတွေအကုန်လုံးကိုလေ့ကျင့်ခန်းဖြစ်စေပါရင်နောက်တစ်ခုကတော့ cryo frame လို့ခေါ်တဲ့အခန်းထဲမှာဝင်နေတာပါပဲဒါကသူ2013ခုနှစ်တည်းကလုပ်ခဲ့တာပါ ဆိုပါခန့်ဟာခန္ဓာကိုယ်ရေခဲရိုက်တဲ့အခန်းဖြစ်ပြီးရိုနယ်ဒိုဟာအပူချိန်အနှုတ်160နဲ့200ဒီဂရီဆဲလ်ဆီယပ်ရှိတဲ့နိုက်ထရိုဂျင်ကက်စတီကြောင့်မှသုံးမိနစ်ထိနေတတ်ပါတယ်ဒီလိုနေခြင်းအပြင်ကြွက်သားနာခြင်းမှုတွေကိုတက်တာစေတယ်လို့ချွေးထွက်များခြင်းကိုလည်းရှော့ချပေးပါတယ်ဒါရီဟာရိုနယ်ဒိုကိုပွဲတစ်ပွဲကစားပြီးတာနဲ့တန်းခိုင်မှုချက်ချင်းပြန်လေပြေဝစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒါအပြင်ရိုနယ်ဒိုဟာရေပူနဲ့70မိနစ်ရေစင်ပြီးတာနဲ့ရေအေးနဲ့70မိနစ်ထက်ရေစင်ပါတယ်ဒါရီကသူ့ရဲ့ကြွက်သားတွေကိုတင်းရင်စေပြီးအုံမင်းရင်ရောမှုကိုရှော့ချပေးပါတယ်ရိုနယ်ဒိုရဲ့အောင်မြင်ရတဲ့အဓိကအချက်တွေကတော့အလုံကျိုးစားတာပါအမြဲတမ်းသူဟာဆေးအားတန်းကြွနေသူဖြစ်ပါတယ်ဘယ်တော့မှပြင်း ခွေခေါက်စိမ့်ရဲကြနေရမှာမရှိပါဘူးနောက်တစ်ချက်ကတော့ဂျင်ကစားတာကိုဘွာကြီးမှတ်ထင်တာပါဂျင်ယောင်ရောက်မှဂျင်ကစားတာမဟုတ်ပါဘူးရိုနယ်ဒိုရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုစောင့်ကြည့်မယ်ဆိုရင်ရိုနယ်ဒိုကအပျော်စီးသင်းမောင်းနဲ့အပန်းပြင်နေတော့ပြေးစမ်းနဲ့လေးကျင်းနေတာမိသားစုနဲ့အတူရှိနေရင်တော့သမီးငယ်လေးကိုဘိုက်ပေါ်တင်ပြီးအိတ်ထားမှတင်လောက်တာတွေကိုမြင်ရမှာပါသူ့အတွက်အချိန်တိုင်းနေရာတိုင်းအချင်းပါပဲနောက်တစ်ခုကတော့အပျော်ပါမှတ်တာပါ ရတော့အတွက်ညာလုံးမပါတီတက်ခဲ့တာမူးအောင်အရက်တောက်တာအစားစောက်တွေတွေ့ရစားတာမရှိပါဘူးချန်ပီယံဆုတွေအချိန်ချင်းရနေပေမယ့်အောင်ပွဲကံခန်းနာတွေမှာတော့ရနယ်ဒိုတောက်စားပြော်ပါနေတာမရှိပါဘူးနောက်တစ်ချက်ကတော့အဟာရပြေးဝနေအောင်အမြဲတမ်းမှီဝဲနေတာပါပဲရနယ်ဒိုကအချိုးရှောင်ပါတယ်နေ့စဉ်အစားကို6ချိန်စားပြီးကိုယ့်ရဲ့ energy ကိုအမြဲပြည့်နေအောင်နေပါတယ် protein နဲ့ vitamin ဓာတ်တွေပြေးဝနေအောင်စားပြီးတနေ့တာသုံးဆွဲလိုက်တဲ့ calorie နဲ့ပြန်ဖြည့်ဖို့လိုတဲ့ calorie ကိုအမြဲတမ်းတွက်ချက်နေရသူဖြစ်ပါတယ် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အနားပေးတာပါပဲ။တချင်းကောင်းတွေကိုနားထောင်နေအေးဝဝအိတ်တယ်။တသမိတွေအများကြီးယူထားပြီးမိသားစုနဲ့တတ်တတ်ဝန်းပျော်ပျော်ရွှင်ရွှင်နေတယ်။နောက်ထပ်အရေးကြီးဆုံးအချက်ကတော့အိမ်မက်တွေကိုလက်တွေ့အကျအစုံနီးလည်းနဲ့အကောင့်ထည့်ဖို့ခဲ့တာပဲဖြစ်ပါရင်။ Okay ပါမယ်။ဗီဒီယိုလေးကလာပါမယ်။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချိုလိုက်ရပါရခင်ဗျာ။